ဒီနောက်ဆုံးဝိ MPA Indonesia ရဲ့ဝင်းရိတ်အများဆုံးနဲ့လူသုံးအများဆုံး hero သွဲလုံးကိုပြောပါဆိုရင်တော့ဘာစီယာအင်ဂျယ်လာပဲဖြစ်ပါတယ်ဘာစီယာအင်ဂျယ်လာဖလိုကစောရတာအရန်ရိုးရှင်းပြီးလွယ်ကူတလို့တစ်ဖက်မှာလည်းအလုတ်တော်တော်ဖြစ်တယ်ဒီကနေ့ဗီဒီယိုလေးကတော့ဘာစီယာအင်ဂျယ်လာဖလိုနဲ့ပတ်သက်ပြီးတော့အသင်းကြီးတွေစောတဲ့ပုံစံအကြောင်းလေးကိုနည်းနည်းပြောပြမယ်အရင်ဆုံး draft မှာလိုအပ်ချက်က ဘာစီယာအင်ဂျလာရဲ့ပြီးတော့ဂိုးလိန်ကိုဒီအင်ဂျလာနဲ့တွဲဖို့အတွက်တကောင်တည်းလှုပ်လှုပ်ရှားရှားဆော့လို့ရတဲ့ Irithen ဝမ်ဝမ် Harry Granger လိုကောင်မျိုးတွေပေါ့ EXP မှာကျတော့တချို့ကလည်း High Loss ကတော့ဂလူး Povius တို့လိုအထုံကောင်မျိုးတွေယူကြတယ်တချို့ကလည်းတစ်ဖက်က Assassin ဖြစ်နေတဲ့အနေအထားမျိုးမှာပဒန်းခါလီယာတို့လို Pick of V Assassin ကိုထိန်းနိုင်တဲ့ကောင်မျိုးတွေယူတာလည်းရှိတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်စာတတ်တဲ့ Assassin player နဲ့ဆိုလို့ရှိရင် ်အင်ဂျလာစပဲတောင်းခံရတာတို့လက်ကိန်းမှာဖမ်းရတာခတ်တာမျိုးတွေစသဖြင့်အများကြီးဖြစ်နိုင်တယ် draft မှာကြံတဲ့တခြားရိုးတွေကတော့ကိုလိုတလိုရွှေ့ပေါ်လေအင်ဂိမ်းပိုင်းကိုပဲအဓိကပြောမယ်အင်ဂိမ်းမှာကျွန်တော်ဘာစီယာဗီဒီယိုတုန်းကပြောခဲ့သလိုဘာစီယာဆိုတဲ့ကောင်က1 2နဲ့တင်အရန် damage ထွက်ပြီးတော့အာလီအသေးချလို့ကောင်းတယ်ဘာစီယာအတွက်က faster တယ်ဆိုတာ free ပဲ plain ရမှာအခုလိုမျိုး တာတယ်မထွက်ခင် level 3တိုင်ပင်တွေမှာတစ်ဖက်ကိုသွေးလျှော်တာဖြစ်ဖြစ် hero key ယူတာဖြစ်ဖြစ်စသဖြင့် error တောက်အောင်လှုပ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းတာတယ်ပေါ်ပေါ်ချင်းကိုက tan 4 bazia scale 2နဲ့ဆိုလို့ရှိရင်တာတယ်ကတော်တော်မြန်တယ်တစ်ဖက်က level 3ရေနဲ့ battery setup တောင်မချရသေးဘူးကိုကတာတယ်ပြီးသွားပြီစသဖြင့် fast တာတယ် dominate လုပ်လို့အရန်ကောင်းတယ်ပြီးတော့ fast တာတယ်ရတာနဲ့တာတယ်ရတဲ့ဘက်ကရုံမာကအာတီပွင့်သွားလိမ့်မယ်အဲ့ဒီတော့ ဘာစီယာအင်ဂျလာတွဲလုံးနဲ့တခါထပ်ပြီးတော့အသေးလိုက်ချပြောမယ်ဆိုရင်ဒီ focusing mark emblem buff ထားတာကြောင့်ဘာစီယာကိုယ်တိုင်က movement speed လည်းဒီထက်ပိုပြီးတော့မြန်လိမ့်မယ် damage ကလည်းပိုထွက်လိမ့်မယ် focusing mark ရဲ့ movement speed ရဲ့အင်ဂျလာကိုယ်တိုင် boost ပေးတာရဲ့ဘာစီယာရဲ့ ultimate scale 1ဘာညာနဲ့ဆိုရင်ဒီကောင်ကြီးက mobility တော်တော်မြန်တယ်လို့အထုံကောင်လည်းဖြစ်တဲ့အတွက်ကြောင့်မလို့တက်ရတာတော်တော်ခက်တယ်အဲ့ဒီတော့ဘာစီယာအင်ဂျလာကွန်ဘိုနဲ့ ဒီအမ်ဘလန်နဲ့ဆိုလို့ရှိရင်တော်တော်ချလို့ကောင်းတာတဖက်ကအင်ဂျလာပလေယာအနေနဲ့ကကြတော့ပွဲစားတွေကနေ3မိနစ်လောက်ထိကိုအလဲမှာပဲနေ3မိနစ်ကြော်သွားပြီးဖတ်စတာတွေပြီးသွားပြီဆိုတာနဲ့ဂိုးလိမ့်မှာပဲဘေဘီစစ်ပြီးတော့အထိုင်နေလိုက်တော့ကိုဂိုးလိမ့်နာအတွက်ကိုဂိုးရှိရအောင် ဖြစ်ဖြစ်ဂိုးခရအသေးလေးစားလို့ရအောင် ဖြစ်ဖြစ်ဒါမှမဟုတ်ခရစ်မြ мян ရှင်းပြီးတော့မင်းနဲ့တပယ်လိန်ခရစ်ကိုစားတာဖြစ်ဖြစ်စသဖြင့်ဖောင်းလုတ်ပေးဒါပေမဲ့7မိနစ်အတွင်းကိုတော့ ကိုကဘာစီယာနဲ့တွဲဆော်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာစီယာတီးတန်ပဲပူတခြားကောင်တွေရှောက်ပူးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ game plan ကလည်းပြတ်တယ်အာတီမိတ်ကလည်းခူးတောင်းအကြာကြီးပြန်ဆောင်ရမှာဘာစီယာကိုယ်တိုင်ကလည်းခြားရမလို့လို့မခြားရသလိုလိုနဲ့တိုင်ပင်အရန်အောက်တယ်နောက်ထပ်အဲ့လိုမျိုးလေအင်ဂျလာကိုယ်တိုင်ကဘတ်တယ်တွေမှာရှေ့ဆုံးမှာဝူဝါဝူဝါသွားလို့မနေနဲ့အဲ့ဒီစမ်းချဘက်လိန်မှာမတ်ကြည့်ပြီးတော့လိန်ပို့စတာဖြစ်ဖြစ်ဒါမှမဟုတ်ဟိုးနောက်ဆုံးမှာနေတာဖြစ်ဖြစ်ဒီလိုပဲနေအဲ့လိုမဟုတ်ဘဲနဲ့ ကိုကသွားတည်တယ်ဆိုလို့ရှိရင်အရန်နှမျောဖို့ကောင်းတာတိုင်မင်နဲ့ဆော့ရတဲ့ဟီးရိုးတွေကဒီလိုတိုင်မင်အောက်သွားတယ်ဆိုလို့ရှိရင်တိုင်ပတ်မှာโอเคကျွန်တော်တို့ကအစောပိုင်း10မိနစ်အတွင်းကိုဘာစီယာအင်ဂျလာနဲ့ရှေ့မှာပြောသလိုအသေးလိုက်ချပြီးပြီးဒါပေမဲ့10မိနစ်15မိနစ်နောက်ပိုင်းဆိုရင်နည်းနည်းသတိထားကိုယ့်ရဲ့မတ်စမန်ကလည်းအိုက်တန်3-4ချောင်းလောက်ထွက်ပြီးသူကိုယ်တိုင်ကလည်းဖတ်လဲဖတ်တယ်လိုက်လဲချခြင်းနဲ့အဲ့လိုအခြေအနေမျိုးမှာအင်ဂျလာအနေနဲ့ဘာစီယာနဲ့တွဲဆော်တာထက် မတ်စမန်တီးတန့်ပူးပြီးတော့ဗတယ်မှာလိုက်စော့လိုက်တာအကောင်းဆုံးပဲဘာစီယာကလည်းကျွန်တော်ပြောတဲ့ပြန်မြ15မိနစ်နောက်ပိုင်းလောက်ဆိုရင် Hero Impact ကြလာမှာအဲ့ဒီလိုအခြေအနေမျိုးမှာသူ့သွားပူးလဲဘာမှမထူးတော့ဘူးအကောင်းဆုံးကတော့ကိုနဲ့တွဲဆော့မဲ့မတ်စမန်ကိုတေချာလေးဘက်ကပ်ပေးလိုက်တာအကောင်းဆုံးပဲအဲ့ဒါကြောင့်လဲဂိုးလိန်ရွေးတဲ့အခါအစောကြီးတဲကအင်ဂျလာနဲ့တွဲဆော့လို့ကောင်းတဲ့ကောင်တွေတကောင်တည်းကျန်းလို့ရတဲ့ Granger Harriet ဝမ်ဝမ် Everdell လို့ကောင်းမျိုးတွေရွေးခိုင်းတာစကားမဆက်လက်ခိမ်းမှာလဲကျွန်တော်ရှေ့မှာပြောသလိုပဲနော် Angela Player တွေအနေနဲ့ကိုတင်းမိတ်ကဘလို့ပဲဖြစ်ဖြစ်ကိုအဓိကသွဲဆော့ရမယ့်ကောင်ကိုပဲ priority ထားပြီးတော့ပူအဲ့ဒါမှပဲတင်း5 battery တွေကပို့ပြီးတော့အဆင်ပြေလိုက်မယ်တခြားပြောစရာရှိတာတွေကအခုလိုမျိုး Everdell timing မရောက်သေးပဲနဲ့ကြိုပူးတာတွေဘာတွေမလုပ်နဲ့အရန် waste ဖြစ်တယ်ကျွန်တော်အရှိကပြောတဲ့ hero တွေကိုသူ့တိုင်မင်နဲ့သူစော့နိုင်မယ်ဆိုရင် ဒီ draft ကတော်တော်လေးကိုကြမ်းပြီးတော့အားလိသူလိတ်ကိန်းပုံတန်ရှယ်မျှတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျအဆုံးထိကြည့်ရှုပေးတဲ့အတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ KC ပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ bye bye